မင်္ဂလာပါခင်ဗျာလွတ်လပ်တဲ့အာရှတန် RF ရဲ့ရုပ်သံသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ကနေရင်ကျော်ပါမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ညဝင်းအောင်ပါအခုကျွန်တော်တို့ဒီဇင်ဘာ16နေ့ရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပါတော့မယ်ခင်ဗျာရန်ကုန်တိုင်းကြေးမလိုက်မြို့နယ်သာဓုကျောင်းလိုက်ကရွှေညဝါဆရာတော်ဦးပညာတိဟာကိုကျောင်းလိုက်ကနေဖယ်ရှားဖို့နိုင်ငံတော်တန်ကမဟာနာယကအဖွဲ့ကဒီဇင်ဘာလ12ရက်နေ့ကဆုံးဖြတ်လိုက်ပါတယ်မန္တလေးတိုင်းမြို့သားဒေမိုကရေစီအဖွဲ့ချုပ်ယုံမှရွှေညဝါဆရာတော်ဦးပညာတိဟာတရားဟောခဲ့တဲ့ကိစ္စကြောင့် နိုဝင်ဘာလ28ရက်နေ့ကကျင်းပခဲ့တဲ့စတ္ထမအကြိမ်နိုင်ငံတော်တန်ခါမဟာနာယကစုံကြီးအစည်းအဝေးကနေဆုံးဖြတ်ချက်၃ချက်နဲ့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲဒီဆုံးဖြတ်ချက်တွေကတော့ဆရာတော်ကိုတာရုကြောင်းလိုက်ကနေဖယ်ရှားဖို့တန်ခါအဖွဲ့စည်းအစဉ်စဉ်ရဲ့ဆုံးမညွှန်ကြားတာကိုမလိုက်နာတဲ့အတွက်ဒုက္ခစပုတ်ကိုအဖြစ်သတ်မှတ်ဖို့နဲ့နိုင်ငံတော်တန်ခါမဟာနာယကရဲ့ခွင့်ပြုချက်မရဘဲတာရုကြောင်းမှာဘလို့တင်နှမ်းမှ ဖွင့်လှစ်ခွင့်မပြုဖို့ဆိုတဲ့ဆုံးဖြတ်ချက်တွေပါဝင်ပါတယ်။ ဒုပ္ပစာပုံကိုဆိုတာကတော့ပြောဆိုဆုံးမလို့ခက်ခဲတဲ့ပုံကိုလို့အဓိပ္ပာယ်ဆောင်ပါတယ်။သိမ်မွေလုံးမီလန်ဇီရဝရဆုံးမနဲ့လည်းအညီကိုတဲ့ပြီးတဲ့သူကိုဒါတိုးဆိုးတောင်းမှာမြစ်ရှိကဝန်ခံလိုက်လို့ရှိရင်ဒါပြေပြောက်သွားတာပါပဲ။ဟုတ်ကြီးလည်းပဲကိုတဲ့ကြီးမားသူဟိုဖခင်လိုဖြစ်နေကြတဲ့ဆရာတော်ကြီးတွေကိုတောင်းပန်လိုက်ရင်ဒီကိစ္စအရှင်ပြေသွားမယ်လို့ယုံကြည်ပါတယ်။ရွှေညဝါဆရာတော်ဟာသူ့အနေနဲ့မန္တလေး NLD ရိုးမှာတရားဟောတာမဟုတ်ကြောင်းဥပဒေကိုလေးစားကြောင်းမိတ်ကြပါတယ်။ ဆရာတော်ဟာပြီးခဲ့တဲ့နှစ်က၅ပါးမမှောက်ကြပါစေနဲ့ဆိုတဲ့တရားဟောခဲ့တဲ့အတွက်တစ်နှစ်တိတိတရားဟောခွင့်ပိတ်ပင်ခံရသူဖြစ်ပါတယ်။ဆရာတော်ကတန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌဗမောဆရာတော်ထံမြစ်တာရက်ခံစာတစောင်းဒီဇင်ဘာ16ရက်နေ့ကပြေးပို့လိုက်ပါတယ်။အဲဒါကြောင့်အရာရာဟုတ်ခဲ့ပြီဘုန်းကြီးလင်းရဲရီနီလန်းကိုအခုရွေးချယ်လိုက်တာ။ဘုန်းကြီးကစိတ်ကပ်ပြီးပြပြ၆ချားနေတဲ့အတွင်မျိုးနဲ့ဘုန်းကြီးကိုကြည့်ပါ။ဘာတစ်ခုမှမတွေ့ရဘူး။ အဲ့လိုဘုန်းကြီးကိုကျိုးလုံလာလို့ဖြစ်တင်ပြီးကြရတဲ့ခန္ဓာတော်များရောအာကိုကြရတဲ့ခန္ဓာတော်တိများရောအလံဝတိရောအာလုံးမိမိတို့ဒေထိုင်ရာအိန္ဒိယခန္ဓာများသူပြန်လဲပြီးတော့အဲ့ဒီမေတ္တာအခန်းစားနဲ့အတူရွှေညဝါဆရာတော်ကိုထောက်ခံကြတဲ့တန်ဃာတော်တွေတဂါဒါယကာမတွေရဲ့လက်မှတ်ပေါင်း12000ကိုပါပူးတွဲပေးပို့ခဲ့ပါတယ်။ဆရာတော်ဟာမိမိသတင်း300ကျောင်းမှာနိုင်ငံရေးအမျိုးသားရေးနဲ့ဆက်နွယ်တဲ့အထိမ်းအမှတ်ပွဲတွေ လက်ခံကျင်းပခဲ့သလိုငញ្ញဲရေးဖော်ဆောင်မှုတရားတွေကိုဟောလို့ရှိပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်နေ့ကလည်းဒေါအောင်ဆန်းစုကြည်ငញ្ញဲရေးနိုဘယ်ဆုရရှိခြင်းအနည်း20ပြည့်အထိမ်းအမှတ်ပွဲကိုရွှေညဝါဆရာတော်တရင်သုံးတဲ့ဓာတုကြောင်းမှာကျင်းပခဲ့ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားအရေးအတွက်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စင်ရဲအရာ600နီးပါးလောက်ရှိနေပြီးပုံမတိကြအောင်ပြန်လည်စီစစ်နေတယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။ အချင်းထောင်တွေနဲ့ဆက်ဆွယ်ပြီးနိုင်ငံရေးအချင်းသားတွေကိုပေါင်းပိုးကူညီနေတဲ့ NLD လူမှုအထောက်အကူအဖွဲ့ကရာထားသမျှစည်းင်းတွေအတိုင်းဆိုလို့ရှိရင်အခုခါမှာနိုင်ငံရေးအချင်းသား990နဲ့တယောက်ရှိပါတယ် NLD စည်းင်းတဲ့မပါလိုက်တဲ့သူတွေလည်းရှိနိုင်ပါတယ်ပေကြအောင်ထပ်ပြီးတော့စည်းစင်နေပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစည်းစစ်ပြီးသားစည်းင်းတွေထဲမှာတချို့နိုင်ငံရေးအချင်းသားတွေမပါသေးတာတချို့ကပြန်လည်လွတ်မြောက်လာတာတွေလည်းရှိတယ်လို့ဆိုပါတယ်ဒါကြောင့်စည်းင်းတိကျရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုအထောက်အကူပြုအဖွဲ့ကနေဆက်ပြီးကောက်ယူနေတယ်လို့သိရပါတယ်။ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကထုတ်ပြန်ထားတဲ့နိုင်ငံရေးအကျဉ်းသားစီရင်တွေတစ်ခုနဲ့တစ်ခုအရေးအတွက်ကွဲလဲနေတဲ့အတွက်အဲ့ဒီအရေးအတွက်တိတိကျကျထုတ်ပြန်နိုင်အောင်မြန်မာအစိုးရအပါအဝင်မြေတီအဖွဲ့အစည်းနဲ့မဆိုလက်တွဲဆောင်ရွက်နိုင်တယ်လို့ APP ခေါ်နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းကဒီဇင်ဘာလ16ရက်နေ့ကပြောပါတယ်။ဒါပြင်အကျဉ်းကျခံရတဲ့လူဦးရေစီရင်ကွာဟနေတာကအဓိကမကြပါဘဲ။ နိုင်ငံရေးနဲ့ပတ်သက်လို့ဖန်ခံတာသူအားလုံးပြန်လှုပ်ပေးဖို့ကပဲပထမဦးစားပေးဖြစ်တယ်လို့ APB ကပြောပါတယ်ခင်ဗျာအပြင်မရောက်သေးတဲ့ကလေးတွေကို KIA ကအတ္တမစစ်မှုထမ်းခိုင်းတာကိုကြားသိခဲ့ရကြောင်းလူအခွင့်အရေးကော်မရှင်အတွင်းမှုရဲ့ဆွဆွဲချက်ကို KIA ကချင်းလွတ်မြောက်ရေးတပ်မတော်ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကွမ်မော်ကညှင်းဆိုလိုက်ပါတယ်ကချင်းပြည်နယ်ကိုတွားရောက်လည်လာခဲ့တဲ့မြန်မာအစိုးရလူအခွင့်အရေးကော်မရှင်အတွင်းမှုဦးစစ်မြိုင်ကအဲ့လိုဆွဆွဲလိုက်တာဖြစ်ပါတယ် KIA မှာကလေးစစ်သားမတုံးရင်မှုအရင်ကတည်းကရှိပြီးသားပါလို့ဘူမှုကျုပ်ခွန်မော်ကဆိုပါတယ်ပြဿနာတွေဖြေရှင်းရမှာအရေးကြီးဆုံးကစစ်ပွဲတွေရန်တန့်ဖို့လိုတယ်လို့ဦးစစ်မြိုင်ကဆိုပါတယ်ဒီဇင်ဘာ၈ရက်က၁ရက်အထိလူအခွင့်အရေးကော်မရှင်ကကချင်ပြည်နယ်ကိုတွားရောက်လေ့လာခဲ့ရမှာစစ်ပွဲကြောင့်ထွက်ပြေးနေရသူတွေကထောင်ထဲချတဲ့ကလေးတွေဟာစိတ်ထိခိုက်မှုဝေဒနာခံစားနေရတာကိုမြင်ခဲ့ရကြောင်းကော်မရှင်အနေနဲ့သတင်းထုတ်ပြန်ခဲ့ပါတယ် KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ဒုက္ခသည်ကော်မတီတရက်ဖွဲ့စည်းထားပြီးစခန်း14ခုမှာဒုက္ခသည်3000ကျော်ကိုစောင့်ရှောက်ထားတယ်လို့ပြောပါရခင်ဗျာဒီဇင်ဘာလ12ရက်နေ့ဘန်ကောက်မှာထုတ်ပြန်တဲ့ UNODC ခေါ်ကုလသမဂ္ဂမျိုးရေးဆေးဝါးနဲ့ရာဇဝမှုတိုက်ဖျက်ရေးရုံးရဲ့2012ခုနှစ်အရှိတောင်အာရှဘိန်းဆိုင်ပြိုထုတ်လုပ်မှုဆိုင်ရာအစီရင်ခံစာမှာမြန်မာနိုင်ငံဘိန်းဆိုင်ပြိုမှုဟာမနစ်ကထက်14ရာခိုင်နှုန်းပိုများလာတယ်လို့ဖော်ပြလိုက်ပါတယ်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုအေရီယာ 43600ဟက်တာရှိနေတဲ့အတွက်ကမ္ဘာပေါ်မှာအာဖဂန်နစ္စတန်နိုင်ငံပြီးရင်ဒုတိယဘိန်းအများဆုံးစိုက်ပျိုးနေတဲ့နိုင်ငံဖြစ်တယ်လို့လည်းဆိုပါတယ် UNODC ရုံးမြန်မာနိုင်ငံဆိုင်ရာတာဝန်ခံမစ္စတာဂျက်ဆန်အလိုက်အဆိုရမြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှုဟာတက္ကပါလုံးရဲ့23ရာခိုင်နှုန်းရှိပြီးထွက်လာတဲ့ဘိန်းဟာတက္ကပါလုံးထုတ်လုပ်မှုရဲ့9ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဤသူလာအိုနိုင်ငံမှာလည်းဘိန်းစိုက်ပျိုးမှုများပြားလာတာတွေ့ရတယ်လို့ UNODC ကပြောပါတယ် ဒါပေမဲ့လာအိုနိုင်ငံဘိန်းဆိုင်ပြုံးမှု area ဟာဟက်တာ4100ပဲရှိလို့မြန်မာနိုင်ငံတက်ဆယ်စားလောက်နည်းတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဘိန်းဆိုင်ပြုံးမှုဟာရှေ့တောင်အာရှနိုင်ငံတွေထဲမှာဘိန်းဆိုင်ပြုံးမှုအားလုံးရဲ့67ရာခိုင်နှုန်းရှိနေပြီမြန်မာနိုင်ငံဘိန်းဆိုင်ပြုံးမှုအားလုံးရဲ့67ရာခိုင်နှုန်းကိုရှမ်းပြည်နယ်မှာစိုက်ပျိုးတာဖြစ်တယ်လို့မစ္စတာဂျက်ဆန်အလိုက်ကပြောပါတယ်ဒီစာတမ်းကိုဂျိုရုကရိုက်ထားတဲ့ကောင်းကင်တပ်ပုံကိုအခြေပြုကောက်ယူတယ်လို့ UNODC ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာ လိုလတ်တဲ့အာရှသံ RFA ရဲ့ရုပ်သံသတင်းအစီအစဉ်လေးဒီမှာပဲပြီးဆုံးပါပြီခင်ဗျာကြည့်ရှုကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာပရိသတ်တွေအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ